မွေအပိုင်း၃နောက်ကြတော့မှကြုံပြတဲ့ဥစ္စာအသက်ကြီးမှပြင်ထင်ယူပါတယ်အဲ့တော့မင်းကမင်းအပိုင်းပေါင်းလို့ပါအပေါင်းသင်းတစ်တယောက်ကိုတွေ့ရင်အကျင့်သိလေးတစ်ခုတိုးလာတတ်တယ်အကျင့်သိလေးတစ်ခုတိုးလာတတ်တယ်တတိထာနော်မင်းပဝင်ခြင်းမှာအပေါင်းသင်းတိုးလာလို့ရှိရင်အထူးသဖြင့်အဲ့ဒီကောင်က born leader လို့ခေါ်တဲ့နည်းနည်းကိုဥဆောင်တတ်တဲ့ကောင်အားကောင်းတဲ့ကောင်အားကောင်းတဲ့ကောင် အဲ့ဒီအပေါင်းသင်းတယောက်တိုးလာလို့ရှိရင်မင်းကိုမင်းပြန်စစ်စေးရမှာအဲ့ဒီကောင်ကြောင့်နောက်ထပ်မင်းအလေးထားတဲ့ဘာလုံးမိပြလဲဆိုတာတွက်ထားဖျားသွားမိလားပရိစိတ်မိလားကြောင်တက်မိလားဥပုံဆောင်မိလားဖျားဖို့သွားတပြန်စီလဲမိလားတို့မဟုတ်ဖះဘောကခိုးတွေကိုသွားပြစ်မိလားတို့မဟုတ်လို့ရှိရင်ဖះဘောကအတွဲတွေလိုက်ချောင်းကြည့်လားအဲ့ဒါမျိုးတွေပေါ့အဲ့ဒီဘလို့အကျင့်မျိုးတွေပေါ်လာတယ်ဆိုတာပြန်စစ်စေးအဲ့ဒီအကျင့်တွေက အကောင်မကောင်းဘူးဆိုရင်အဲ့ဒီကောင်ကြောင့်ဒါငါဒီကျင့်ပေါ်လာတာပဲသူ့ကိုတရိထားပါခွာပြက်ဖို့မဟုတ်ပါဘူးသူ့ကိုတရိထားပါသူကောင်းကောင်းဆောင်တဲ့ဥစ္စာတိမ်မလိုက်နဲ့လူတွေဟာအပြောကောင်းတဲ့လူတွေကောင်းဆောင်ရနောက်ကိုလိုက်တတ်တယ်ခန်းငငယ်မှာပူဆိုးတယ်အဲ့ဒီပြေးတဲ့ကောင်ပေတေတဲ့ကောင်ပေတဲ့ကောင်တေတဲ့ကောင်တွေဟာများသောအားဖြင့်အပြောကောင်းတဲ့ကောင်တွေများတယ် ဟာဘလို့ချလိုက်တာငါဘလို့ပေးထဲလိုက်ပြလိုက်ဒါတွေပါတွေလာတာလာတဲ့အခါကျတော့ तू ဟာဟန်နဲ့ပန်နဲ့ပြောတဲ့အခါကျတော့ကိုကမလုပ်ဘူးပေါ့ तू နဲ့ရောပြီးလိုက်လိုက်မယ်ဟီးရိုးလို့ဖြစ်မယ်ဒီကောင်ကကိုကိုဟီးရိုးဖြစ်မယ် तू နဲ့ရောပြီးဝါရမလို့ပါလို့ဖြစ်တယ်ဒါကြောင့်ပေါင်းတင်တိထားပါအသက်တယောက်အသက်တယောက်တယောက်တိုးလာတိုင်းတိုးလာတိုင်းကိုမှတိုးလာတဲ့အလေးထားတဲ့အလေးချင်းအသက်ကိုတတိထားပါဒါအရေးကြီးပါတယ်နောက်ပြောရအောင်မယ် ဲ့ဒီဥစ္စာမင်္ဂလာဩဝါဒစကားတွေပါတွေပါ မင်္ဂလာဩဝါဒစကားတွေဘာတွေမပြောတတ်ပါဘူးတို့ကရှရီရှရက်မလုတ်တတ်ပါရှရီရှရက်တင်မလုတ်တတ်ပါဘူးအုံတွေပါတွေမလုတ်တတ်ပါဘူးမလုတ်တတ်တော့တခါလေဩဝါဒစကားတွေဘာတွေပြောစမ်းမှာဆိုတော့ပြောရတာပေါ့အဲ့ဒီလင်မယားကို ကျွန်တော်ထည့်ပြောမယ်လင်ရဲ့အပေါင်းအသင်းကိုတတိထားလင်ကလင်မယားရဲ့အပေါင်းအသင်းကိုတတိထားဘယ်အပေါင်းအသင်းတယောက်တိုးလာမှ ဘာအကျင့်ပေါ်လာလဲဆိုတာ၅ယောက်ကြားဟာဘလို့အပေါင်းတင်းပေါ်လာတော့မှဘီလီယက်ထိုးလာတယ်။ဒိုမဟုတ်ကြားကစားလာတယ်။ဒိုမဟုတ်စတူရင်ကစားလာတယ်။ဒိုမဟုတ်ဘီယာကလေးပါလေးဆုပ်လာတယ်။အရက်တောက်လာတယ်။အိမ်ပြန်နောက်ကျလာတယ်။ဒါတိထားနည်းနည်းလေးခြေလန်းဖောက်လာလိုက်လို့ရှိရင်အဲ့ဒါကိုတတိပေး။မိမကိုလည်းတတိထားကြည့်။ဘယ်မိမအပေါင်းတင်းကဘယ်မိမရောက်လာမှသူဟာအိမ်ကလဲပြီးအတင်းပြောလာ။ဒါမှမဟုတ်အိမ်မှာနေပြီးဘာမှမလုပ်ပဲအလကားနေရင် တန်းအုပ်တန်းတန်းအုပ်ဆွဲနေလားဒါမျိုးတွေပေါ့တတိထားကြည့်ကျွန်တော်ဒီလိုပြောရတယ်ဒီအတိုင်းပဲမင်းဘဝဝင်ကျင်အပေါင်းအသင်းဝင်ရတာမကောင်းလို့ရှိရင်မကောင်းတာတွေတဲမှာပြောမွေးနေရင်မင်းမှာအဲ့ဒီဗီဇလေးပါတယ်ဆိုတာမသိပါအဲ့ဒီဗီဇကိုငုတ်သွားအောင်လုပ်ပါတန်းနိုင်များချိုးနိုင်ထားပါလောကပျောက်သွားအောင်တော့လုပ်လို့မရဘူးဒါကြောင့်မို့လို့ကိုယ့်ကိုယ်ကိုပြန်တတိထားပါအပေါင်းအသင်းတတိထားပါအထူးသဖြင့်အစ်တိုးတိုးလာတိုင်းတတိထားပါအဲ့ဒီပေါင်းတင်းထဲမှာစကားပြောကောင်းပြီ ဩဇာညောင်းညောင်းအောင်လှုပ်တက်တဲ့ပေါင်းသင်းမျိုးဖြစ်လာလို့ရှိရင်ပိုပြီးသတိထားပါတွေးကြလို့ရှိရင်ကောင်းကျင်လဲကောင်းသွားနိုင်တယ်နော်တိတ်ကောင်းတယ်ဆိုးကျင်လဲဆိုးသွားနိုင်တယ်ဒါကြောင့်ဒါကို3ပြုပါလို့ပြောချင်တာနောက်တစ်ချက်ပထမပေါင်းသင်းနဲ့ပတ်သက်လို့နောက်တစ်ခုကလူငယ်တွေဥစ္စာရဲ့ပညာရဲ့ဘာရှာမလဲဆိုတာဒီနေ့လူငယ်တွေရဲ့ပြဿနာကအဲ့ဒါတိတ်အရေးကြီးနေတယ်ကျောင်းနေတော့ဘာလုပ်ရမလဲဟုတ်လားအကုန်လုံး ဒီတင်ရန်စာကိုဟိုတခါလဲကျွန်တော်ပြောခဲ့ပါတယ်ဟိုပွဲတွေမှာလဲပြောခဲ့ပါတယ်ဒီသူ့ကြုံဖြစ်တဲ့ကိစ္စကိုဘာကြောင့်ဖြစ်လဲ၃ချိန်အင်္ဂလိပ်နဲ့စစ်တိုက်တာ၃ချိန်စလုံးရှုံးတယ်ဘာဖြစ်လို့ရှုံးလဲပညာမတက်လို့ရှုံးတာဒါပဲဗန်နူလာလောက်မျိုးချစ်စိတ်ရှိအောင်မလားဗန်နူလာလောက်ဘယ်သူတတိကောင်းအောင်မလဲဟိုကထုံးဆိုတော့တေရောကိုကပြန်မထုံးနိုင်ပဲခံခဲ့ရတာပေါ့အဲ့ဒါကျွန်တော်ပြောချင်တာကဒီဒီခါတွေဒါတွေကိုကျွန်တော်တို့လူငယ်တွေကသင်ခန်းစာယူရမယ် ရှေ့ကိုပြင်ရနေတယ်နော်စစ်မတိုက်ဘဲနဲ့ကိုထက်ကျွံဖြစ်အောင်မယ်စစ်တိုက်ဖို့မလိုတော့ဘူးခိုးခဲကစစ်မတိုက်ဘဲနဲ့နေချဲတဲ့ခေဟုတ်လားရှေ့တော်ကစစ်တူပါတွေတိုက်တယ်အခုကတော့စစ်တိုက်တဲ့ဥစ္စာမှာနေချဲတဲ့ဥစ္စာတွေမှာဘာလက်နက်တွေပါနေနဲ့မလုပ်မနေတော့ဘူးလက်နက်နဲ့နေချဲတဲ့ဥစ္စာကခြေထောက်ညောင်းတယ်ပခုံးအောင်တယ်ကြီးစုံကကြီးစံကုန်တယ်ပြီးတော့ဖက်စစ်နေချဲနဲ့နမယ်ပြတ်သေးတယ် ျွန်တော်ဒါကြောင့်မို့ခုဖတ်နေတဲ့စာတွေကျွန်တော်ဖတ်နေတာတော်တော်ကြပါပြီကျွန်တော်တနည်းနည်းမှရေးရအောင်ပါပါပဲဗမာလူမျိုးတွေဗမာလူမျိုးတွေအတော်မကြတဲ့အကြောင်းကိုရေးထားတဲ့စာစာတွေကိုကျွန်တော်ကုံရှာဖတ်နေတယ်ဟုတ်တယ်တခါလေကြကျွန်တော်ဒီလိုဖတ်ရတာအဲဒီလိုဖတ်မှကိုမကောင်းမှန်သိကိုညံ့မှန်သိရတယ်နှုံးမဟုတ်ရင်ကိုဘသာကိုတို့မြမတာကီမျိုးဟာမို့ပါညာနဲ့စလုတ်ချင်ကြနေကြတာ ဲ့ဒီတော့ပြောချင်တာတွေကကျွန်တော်တို့ဂျုံဖြစ်ခဲ့တဲ့အဥ္စာတွေကပညာမတက်လို့ဂျုံဖြစ်ခဲ့တိုင်းဒါကိုတော့သတိထားရမယ်အဲ့ဒါဘာကြောင့်လဲဆိုတော့လူလိမ္မာတို့မြေဒီမှာသူတစ်ပါးရဲ့အမားကနေသင်္ကန်းစာကိုရတယ်လူမိုက်တို့မြေဒီမှာ ကိုယ်တိုင်မှားမှသင်္ကန်းစာရတယ်ပုံရဲမိုက်မဲ့သောလူတို့ကကိုယ်တိုင်မှားပါလျက်နှင်ပင်သင်္ကန်းစာကိုမရကြကုန်နဲ့ကျုပ်တို့ကအဲ့ဒီနောက်ဆုံးချက်မှာပါနေတယ်ဒါကြောင့်ကျွန်တော်တို့ဟာမိုက်ပြီးပြီအဲ့ဒီလူငယ်တွေကို မမိုင်းနဲ့မင်းတို့သိရှိတ်ဆက်ပြီးလောက်ကြပညာသိအရေးကြီးတယ်အဲ့တော့ပညာဟာအခုချိန်မှာအရေးမကြီးသေးဘူးเนาะမင်းတို့ကိုကြိုတင်ပြောလိုက်အောင်မယ်နောက်ဆက်ကနှစ်မှာမြမပြေးမှာပညာတက်တဲ့ကောင်တွေဦးဆောင်လိမ့်မယ်ရှေ့ကိုရောက်လာလိမ့်မယ်ယုံကြည်ပါအဲ့ဒါကိုပါရောက်လဲဆိုတော့ပညာတက်တဲ့ကောင်တွေဟာဘယ်တော့ကအနောက်ကမနေဘူးမှတ်ထားရှေ့ရရောက်လာလိမ့်မယ်အဲ့ဒီအပြင်ပညာတက်တဲ့လူတွေလိုလာမယ်အခုပညာတက်တဲ့လူတွေတဖြည်းဖြည်းเนาะ တိုင်းပြည်သူတန်းကြနဲ့မြ။သူတို့ကိုရှေ့ရတင်ရမှာပဲ။အဲ့ဒီသူတို့ကရှေ့ရဦးဆောင်မှာပဲ။ဒါကြောင့်နောက်15နှစ်ရှိရင်ပညာသမားတွေရှေ့တန်းရောက်လာလိမ့်မယ်။ဒါကြောင့်ခုတည်းကစူးစမ်းပန်းစားတင်ပါ။မင်းတို့အရွယ်မှာပညာကိုစွမ်းကုန်ရှာစမ်းပါ။ပဆိုင်ရှာမယ်ရွယ်မဟုတ်သေးဘူးပဆိုင်ရှာတာလူကြီးတွေရှာလိမ့်မယ်သူတို့ဘာသာသူတို့ဟုတ်လားလူကြီးချမ်းသာတဲ့ဥစ္စာကိုလည်းသူတို့ကိုအထူးသဖြင့်လူငယ်တွေရအရေးကြီးဆုံးကကမန်းကတန်းမချမ်းသာခြင်းနဲ့ကွာဟုတ်လားလူငယ်မှာနော် တဘာဝကြတဲ့ဥစ္စာကလူငယ်မှာနာမည်ကြီးကျင်တယ်ကြော်စောကျင်တယ်လူကြီးကနော်လောဘကြီးတယ်ငငယ်ကလေးကလောဘကြီးရင်အဲ့ဒီကောင်တိတ်မကောင်းကြီးလာတဲ့အခါလောဘတိတ်ကြီးတဲ့အခါ तू ကနည်းနည်းဘာဖြစ်မှန်းဘာဖြစ်မှန်းနဲ့တွေးဖို့ပင်လန့်ပြီးလောဘကြီးနေတာလူငယ်ကရှေ့မှာအများကြီးရှိသေးတယ်ရှေ့မှာရှေ့မှာနှစ်ပေါင်းများစွာလုံပြီးတော့ကြော်စောကျင်တယ်ဒါတဘာဝကြတယ်အဲ့တော့လူငယ်မှာအရေးကြီးဆုံးနဲ့ ကပညာနဲ့ပတ်သက်ရင်ထူးချွန်အောင်စွမ်းကုန်ကြိုးစားစမ်းပါမင်းတို့ကိုအကျိုးပေးပါလိမ့်မယ်ခဏပါဒါကြောင့်မို့လို့ကြိုးစားပန်းစားယုံယုံကြည်ကြည်နဲ့ပညာကိုသင်ပါဒီနေ့ဒီကနေ့တင်းတို့ဥစ္စာတင်းတဲ့ဥစ္စာမင်းကိုတနေ့ကျရင်အကျိုးပေးပါလိမ့်မယ်စိတ်မိအကျိုးပေးပါလိမ့်မယ်ယုံပါအဲ့ဒါကြောင့်ရေးရေးမချမ်းသာခြင်းပါနဲ့ပညာကိုကြိုးစားသင်ပါလို့ပြောခြင်းနဲ့ကောင်းပြီအဲ့ဒါအကြောင်းနေတဲ့လူငယ်တွေကိုပြောတာ gain ចောင်းတော့မနေနိုင်ဘူးဆိုတော့အဲ့ဒီကလေးတွေကဆင်းဆင်းရဲရဲဖြစ်နေမိဘကချိုးတန်နေចောင်းလည်းမတက်နိုင်ဘူးအချိန်တွေကလည်းမပေးတော့ဘူးပေါ့မင်းလည်းငယ်သေးရင်ပညာရှာပါသမင်းစားကြုံခံလို့ပညာကိုရှာရတာမျိုးကြီးပဲဒီအတိုင်းကြီးပဲလောကကြီးမှာသူများခိုင်းတာခံချင်မှာသူကိုကသူများခိုင်းနိုင်တဲ့အဆင့်ကိုရောက်ပါမြန်မာစကားတစ်ခုရှိရယ်သူများဖက်ကိုကင်မှာကိုဖက်ကိုကင်မဲ့သူပေါ်တယ်ဒါအမှန်တွင်ဆိုကြပါစို့ မင်းတို့ဒီနေ့ workshop တွေမှာတော်တော်ကြီးပွားနေတဲ့ workshop တွေကိုတွားကြည့်ပါတို့တွေဟာဘယ်မှာလုပ်ခဲ့လဲဒီ workshop ဆရာတွေဟာဟဲ့ကောင်ရင်နှွေးတဲ့ဆန်ဆေးလိုက်မီတို့လိုက်ဆေးလိုက်မီတို့လိုက်ဆန်စီချီစီချီပဲပင်နဲ့စီချီအပေပင်နဲ့တွားရတာမော်တော်ကားပိုက်အောက်ကိုပလတ်ဝင်လှန်ခဲ့ရတဲ့ကောင်တွေကြီးပဲအဲ့ဒီကောင်တွေရဖြစ်တယ်ဘော်ဒီထုတဲ့ကောင်တွေတို့တွားကြည့်စမ်းအဲ့ဒီလိုဟာစတာအကောင်လုံးဟာနော် ဒီမဲ့အစားတော့ရှိတာပေါ့ဘာဟာဘဲဟာမဆိုအစားတော့ရှိတာပေါ့ဟုတ်လားဖျားတည်ခဲ့တာတည်ခဲ့တာတောင် အောက်ခြေကစားတာဒါပေမဲ့အောက်ခြေကနေရာတကစားတယ်မထင်နဲ့ရေရင်းတူးတော့အပေါ်ကစားရတာရေရင်းတူးတာအောက်ကစားတူရလို့မဟုတ်ဘူးအဲ့ဒီတော့ဘဲဟာမှာဖြစ်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 အစားတော့ရှိရမှာပဲသို့တော်လည်းတဏီယာကတော့စားရမှာပဲတခါတခါကလည်းပြောခဲ့ဘူးပါတယ်ကျွဲတောင်မှာမွေးတဲကကြိုးပါရင်မွေးလို့မရဘူးမဟုတ်လား အဲ့ဒီအစပထမမှာပထမမင်းစားကြုံခံလို့ပါအရေးလာမှာအရေးလာမှာအရေးလာမှာနေပူအားဆောင်ပါအရေးလာမှာနေပူအားဆောင်ရတာအခုဆိုလို့ရှိရင်တကုံတို့ဘာတို့နေရေးလာမှာနေပူအားဆောင်နေကြရတာမဟုတ်ဘူးလေသူတို့ကလည်းသူတို့ရှေ့မှာအရေးလာနေလာမှာနေပူအားဆောင်ခဲ့ကြရတဲ့လူတွေရှိတယ်ဩကလာတို့တာတာကရတာကေတာတို့အခုအရေးရှိလာတယ် သူတို့လည်းနေဘူးကစောက်ကင်ကြရတဲ့လူတွေပဲလောကကြီးမှာဒီတိုင်းမဲ့စောင့်ကြရတာပဲအဲ့ဒီဥစ္စာအတွက်ကိုခဏတစ်ဖြုတ်တော့တတိကောင်းကြရတယ်ခဏတစ်ဖြုတ်တော့တတိမွေးကြရတယ်မွေးစမ်းမှာအဲ့ဒီကိစ္စတွေကိုအတွက်ကိုမင်းပညာတဲ့မှာကြောင်းမနေနိုင်လို့ရှိရင်ခုနမင်းဘာပညာသင်ခြင်းလဲဘာဝဒနာပါလဲကြည့်ပါဟုတ်လားစိုက်ကားနင်းတဲ့လူဟာဒီအဲ့ဒီအတိုင်းနေသွားရင်တသက်လုံးနင်းသွားရမယ်ဘာလို့ဆိုသူကပညာမပါဘူးဒါပေမဲ့အဲ့ဒီကောင်ကနေစိုက်ကားပြင်လို့ရှိရင်ဒီကောင်ကပညာပါလာတယ်နော် ဘဝတိုးတက်ဖို့အခွင့်အဲ့ဒီကနေစိုက်ကားပြင်းပြင်ဆိုင်ထောင်းစိုက်ကားပြင်ဆိုင်ကနေတက်ရင်မော်တော်ဆိုင်ကယ်ရောက်လာမယ်ပညာပါတဲ့ကောင်ဟာတဖြည်းဖြည်းတက်သွားမယ်ပညာမပါဘဲသမင်းစားရုံလေးဥစ္စာရလုံလေးနေသွားလို့ကတော့မင်းဘရောမှတက်လာမှာမဟုတ်ဘူးမင်းကြောင်းမနေခဲ့လို့ရှိရင်ပညာရှာပါတနေရာမှရှာပါအဲ့ဒီအချိန်မှာအငေါက်ခံပါအစဲခံပါသူများကိုလောက်ကင်ပေးပါ ကိုယ်ဆရာကို ကိုယ့်ကိုယ်ကိုပညာပေးတဲ့ဆရာကိုရိုးရိုးတည်တည်ဆက်ဆံပါ ရေပူရေချမ်းကန်းလှမ်းပြီးလှုပ်ကြွေးပြူပါမင်းကိုပညာမှန်သမျှအကုန်ပေးပါလိမ့်မယ်